ောဒနာတရား7မိနစ်လောက်နိုင်ယူကြရအောင်နော်ဒီနေ့မိမိတို့ရဲ့အနန္တကံဝင်ဂျေဇုရှင်ဖခင်ကြီးဘုเจ้าကျော်စွာခိုင်ငိ꽌လွန်သွားတာဆနေနေရှိသွားပြီဖခင်ကြီးရဲ့ဂျေဇုတရားကိုနားလည်တော်အားဖြင့်ခြံရင်ကြသောမိသားစုတက္ကမကြီးဒေါခင်ပြူမာနှင့်မိသားစုတွေကနေ့စဉ်တိုင်းနေ့စဉ်တိုင်းဒီတက္ကသိုလ်ကြီးမှလာပြီးတော့ကုသိုလ်ကောင်းမှုတွေပြုလုပ်အားထုတ်တယ် ဒီကုသိုလ်ကောင်းမှုတွေကြောင့်မိမိတို့ရဲ့အနန္တဂိုင်းဝင်ကျေးဇူးရှင်ဖခင်ကြီးပူကျော်ကျော်စွာခိုင်းရောက်ရဘဝပုံဌာနကဒီကုသိုလ်ကောင်းမှုတွေကိုသိပါစေမြင်ပါစေသာဓုနှုမောဒနာခေါ်ဆိုနိုင်ပါစေသာဓုနှုမောဒနာခေါ်ဆိုနိုင်ခြင်းကြောင့်ဆင်းရဲခြင်းကွာလူနှက်ချမ်းသာအပြာပြာကိုခံစားဆန်းစားနိုင်ပါစေလို့ရည်စိုးကြည်မှန်ပြီးတော့ကုသိုလ်ကောင်းမှုတွေပြုလုပ်ကြ ဇနောလောကမှာပြောနေကြတဲ့စကားတွေရှိတယ်။အဲ့ဒီစကားတွေထဲကကြာလဲမမေရှာလဲမတွေ့ငါလဲတနေဆိုတဲ့စကားသုံးခုကြာလဲမမေယနေ့မိမိတို့ရဲ့အနန္တကံဝင်ကြီးစုရှင်ဖခင်ကြီးကွယ်လွန်သွားတာဒီနှစ်ပါဒီနေ့ပါဆိုရင်ဒီနှစ်ပါဆိုရင်12နှစ်မြောက်ဖြစ်သွားပြီလွန်ခဲ့သော12နှစ်ခံကကွယ်လွန်သွားတာပေါ့ ဒါပေမဲ့ဖခင်ကြီးရဲ့ဂျေဇုတရားကို နားလေတဲ့သာသမီများကြတော့ဒီဖခင်ရဲ့ဂျေဇုတရားကိုမမေ့နိုင်ဘူးနေတိုင်းနေတိုင်းကိုယ်တော်ကောင်းမှုတွေပြုလုပ်ပြီးတော့အာထုတ်ကြဒီကိုယ်တော်ကောင်းမှုတွေကိုအမြတမ်းပေးဝေကြဒါဖခင်ကြီးကိုအကြောင်းပြုပြီးတော့နေ့စဉ်တိုင်းနေ့စဉ်တိုင်းပြုလုပ်နေကြကိုယ်တော်ကောင်းမှုတွေပေါ့မိဘများရဲ့သာသမီပေါ်မှာထားတဲ့ဂျေဇုတရားတွေဘလောက်ကြီးမားလဲဆိုတာ ဥစဉ်တော်သူတော်ကောင်းများအားလုံးကိုယ်တိုင်ကိုယ်ကျတည်ပြီးသားဖြစ်ကြပါ၏မိဘရသာသမီးပေါ်မှာထားတဲ့ယေရှုတရားတွေမေတ္တာတရားတွေကရုဏာတရားတွေမုဒိတာတရားတွေဘလောက်ကြီးမားလဲဆိုတာအားလုံးသိပြီးတဲ့အတိုင်းပဲအဲ့ဒီယေရှုတရားတွေသိကိုသိပြီးတော့ယေရှုရှိတဲ့ပုဂ္ဂိုလ်တွေကိုယေရှုဆက်ရမယ်ဆိုတာဒါသူတော်ကောင်းများသူတော်ကောင်းများရဲ့အလုံးငန်းတစ်ခုဖြစ်တယ်။ဒါယနေ့လည်းပဲမိမိတို့ရဲ့ဖခင်ကြီး စနနစ်တိုင်အောင်အဲလွန်ခဲ့သောစနနစ်ခန့်ကကွဲလွန်သွားပြီဖြစ်ပြီတော်냐လည်းပဲဖခင်ကြီးကမနေ့တနေ့ကမှကွဲလွန်သွားတဲ့သို့ပဲမိမိရဲ့နှလုံးသားထဲမှာအမြဲတမ်းတည်နေတာအမြဲတမ်းဂိမ့်နေတာဖခင်ရဲ့ယေရှုတရားကိုအမြဲတမ်းသိနေကြတာပေါ့အဲ့ဒီသေးယေရှုတရားကိုသိလို့ပဲယခုကဲ့သို့ကိုယ်တော်ကောင်းမှုတွေပြုနေတာယနေ့ပါဆိုရင်ဒါစနနစ်ကြာသွားပြီစနနစ်ကြာသွားပင်တော်냐လည်း ဖခင်ရဲ့ကြီးစိုးတရားကိုယနေ့တိုင်အောင်မမေ့နိုင်သေးပါဘူး။နောက်တစ်ခါနှစ်ပတ်နေရှာလဲမတွေ့ဖခင်ကြီးကွယ်လွန်သွားတဲ့ခါကြတော့ဦးဇင်းတို့ဘယ်ဘုံဘယ်ဌာနမှာရောက်နေတယ်ဆိုတာဒါဦးဇင်းတို့သူတော်ကောင်းများမသိရဘူး။လာရမယ့်ကတိတွေအမျိုးမျိုးရှိတဲ့ညမှာဒါပေမဲ့ဖခင်ကြီးရဲ့ကြီးစိုးတရားတွေဖခင်ကြီးရဲ့ကုသိုလ်တရားတွေဖခင်ကြီးရဲ့ အသက်ရှိစီခြင်းထင်ရှားအချိန်ခါတွင်မှပြုလုပ်တဲ့ကုသိုလ်စွမ်းအားတည်းအားကောင်းနေတဲ့အတွက်ကြောင့်ဧကံမောချသုဂတိဘုံဘွားမှာခြင်းလင်းနေရမှာတော့ဒါပြောနေစရာမလိုပါဘူး။ဒါပေမဲ့မိဘများရဲ့အသာသမီးများရဲ့ဝတ္တရားအယဖခင်ကြီးကိုရည်စိုးရည်မှန်းပြီးတော့နေ့တိုင်းနှစ်တိုင်းနှစ်တိုင်းကုသိုလ်ကောင်းမှုပြုရဒါတော့သာသမီးများရဲ့တာဝန်ဖြစ်ပါတယ်။နာပမိစိတ္တဗမတာသ ပိဒါသယတနာကရုဒေတံပိသောပကာရာယကာတပံပုဇနာတဒါဆိုတဲ့ဒေတနာတော်အတိုင်းပေါ့မမေ့သင့်မမေ့ထိုက်တဲ့နေရာမှာမိဘနှစ်ပါးလဲပါတာပဲဖရာတရားသံဃာယတနာ၃ပါးဆရာမိဘအနန္တောအနန္တ၅ပါးကိုဘယ်တော့ခါမှမမေ့ရဘူးအဲ့ဒီပုဂ္ဂိုလ်တွေကို တအားလျော်စွာ ကိုယ်တော်ကောင်းမှုတွေပြုလုပ်ပြီးတော့ဂျေဆုဆက်ရမယ်ဆိုပြီးတော့ ဗုဒ္ဓမြတ်ဖျားဟောကြားတော်မူတဲ့ဒေသနာတော်တွေလည်းရှိတယ်။ဒါကြောင့်မို့ဦးဇနောက်သူတော်ကောင်းများဖခင်ကြီးရဲ့ယေရှုတရားတွေဘလောက်ကြီးမားလဲ။ဒါဦးဇနောက်သူတော်ကခဏကပြောခဲ့ပြီးပြီးဦးဇနောက်သူတော်ကောင်းနဲ့အားလုံးသိပြီးတဲ့အတိုင်းပဲအဲ့ဒီယေရှုတရားကိုဘယ်မှာသွားရှာမလဲ။ဒါဦးဇနောက်ဗုဒ္ဓဘာသာဝင်ဖြစ်ရတာသိကံကောင်းတာ အခြားဘာသာဝင်တွေနဲ့ဆိုင်ဗုဒ္ဓဘာသာဖြစ်ရတာဖခင်ရှင်ကိုတော်မြတ်ကြီးက ဗုဒ္ဓဂုဏောအနန္တောဓမ္မဂုဏောအနန္တောတန်ခါဂုဏောအနန္တောမာတာပိတုဂုဏောအနန္တော အာသရိယဂုဏောအနန္တောအနန္တောအနန္တ၅ပါးထဲမှာဘုရားနဲ့တကိုင်းနဲ့ထားပြီးတော့မိခင်ဖခင်ကိုခင်ညွဲကျေးဇူးတရားကိုချီးမြှောက်တာတာမိမိတို့ရဲ့ပေါ်မှာဟိုးလူလားမမြောက်ခင်တရေတီတဲ့အချိန်ခါကစပြီးတော့ဗိုက်ထဲမှာလွယ်ထားတဲ့ဝန်ထဲမှာလွယ်ထားတဲ့သားတွေသမီးတွေ ကြံ့ကြံ့မမချမ်းချမ်းသာသာနဲ့မွေးနိုင်ပါစေမေတ္တာတရားတွေထားနေတာမမွေးခင်တည်းကမေတ္တာတွေပွားနေရငါရဲ့သားသမီးတွေခြေလက်အင်းကဆုံဆုံလင်းလင်းနဲ့မွေးနိုင်ပါစေကျမ်းမာရေးကောင်းကောင်းမွန်မွန်နဲ့မွေးနိုင်ပါစေခန္ဓာကိုယ်ပြည့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 ်နဲ့မွေးနိုင်ပါစေသူတော်ကောင်းပုဂ္ဂိုလ်လေးဖြစ်ပါစေစသဖြင့်မိဘတွေကဟိုကိုယ်ဝန်တည်တဲ့အချိန်ကစပြီးတော့ မွေးရသေးတဲ့မမြင်ရသေးတဲ့သာသမီကြီးကိုပေါ်မှာအာယုံပြုတ်ပြီးတော့မေတ္တာတွေပို့ကြတယ်အချို့ကြောင့်မိဘများဆိုရင်ကိုယ်တို့ကောင်းမှုတွေတောင်ကြိုပြီးတော့ပြုတ်နေကြသာသမီများရဲ့နောင်လာမယ့်အနာဂတ်အတွက်ကိုယ်တို့ကောင်းမှုတွေကိုထပ်ဆင့်ပြီးတော့စူးစမ်းအားထုတ်ပြီးနေကြမေတ္တာတရားဘလောက်ကြီးမားသလဲနောက်တစ်ခါကရုဏာတရားမွေးဖွားတဲ့အခါကြပြန်တော့လေကိုယ့်ရဲ့သားလေးကိုယ့်ရဲ့သမီးလေးလူလာမမြောက်တဲ့အချိန်ခါမှာ နိုးဆာရင်လည်းငိုတယ်ဖိုက်ဆာရင်လည်းငိုတယ်အဲ့ဒါကိုကြည့်ရင် သမီးပါများရဲ့နှလုံးသားထဲမှာကရုဏာတရားဩငါသားလေးငါသမီးကြီးရှာနေတယ်သူမပြောနိုင်လို့သူမှငိုနေရတယ်စသည်ဖြင့်ပေါ့သားသမီးများရဲ့ပေါ်မှာကြီးမားလာတဲ့ကရုဏာတရားကလည်းမိဘများရဲ့တန်တန်မှာရှိနေကြတာပဲနောက်တစ်ခါမိုးကြိတ်တာတရားသားသမီးတွေအွယ်ရောက်လို့ပညာတွေတက်ဘွယ်တွေဒီဂရီရစီဝါတွေကို ိုတိုင်ကိုကြစီးပွားရေးလုပ်ငန်းတွေဆောင်ရွက်နိုင်တဲ့နိုင်ခဲ့ကြလို့ပြည်မြောက်ပြည်စုံတဲ့သားသမီးတွေကို တွေးရရင်မိဘများရဲ့နှလုံးသားထဲမှာမုဒိတာတရားတွေပွားလိုက်တာငါရဲ့သားတွေတော်လိုက်တာငါရဲ့သမီးလေးတော်လိုက်တာလူလောက အလယ်မှာမျက်နှာမငယ်ပဲနဲ့လူတစ်လုံးသူတစ်လုံးဖြစ်အောင်ကြိုးစားဆောင်ရွက်နိုင်တာတော်လိုက်တာနောက်တစ်ခါဥပေက္ခတရားအချင်းတန်အရွယ်ရောက်လို့အိမ်တော်ပြုတ်သွားတော်မှမိဘများရဲ့နှလုံးသားထဲမှာ ကိုသားသမီးကို မပြည့်ရဘူးမစွန့်ရဘူးကိုအိမ်ကနေပြီးတော့မခွဲရဘူးဒါပေမဲ့အချိန်တန်ရင်တော့တိုးတိမ်တီထောင်ရတာဆိုတာဒါမိဘများရဲ့နှလုံးသားထဲမှာဥပိ္ပခတရားကိုထုံမွန်းပြီးတော့မခွင်မခွဲချင်ပန်တယ်ခွဲသွားရခွဲပြလိုက်ရတာဒါလည်းဥပိ္ပခတရားအဲ့လိုမြမကြီးများချင်းသုံးနေတဲ့ဗိမဆိုတရားကိုအမြဲတမ်းလက်ကန်ချင်းသုံးနေတဲ့အတွက်ကြောင့်ဖခင်ရဲ့ကြီးစုတရားကိုဗမာသွားရှာပါလေ။ ဘယ်မှာမှရှာလို့မရအောင်ကျေးဇူးတရားတွေအလွန်တရာကြီးမှတခြားမို့ရှာလို့လည်းမတွေ့နိုင်ပါဘူးဒီလိုမျိုးကျေးဇူးတရားတွေနောက်တစ်ခါငါတို့လည်းတနည်းကင်ဖခင်ကြီးသေသွားပြီခန္ဓာကိုယ်ရလာတဲ့ကိုယ်ကမွေးဖွားပြီးရင်သေဆုံးရမှာဒါအာလုံးလောကထုံးလန်းစင်လာဓမ္မတာပဲအဲ့လိုမျိုးသေသွားရတဲ့သဘောတရားဖခင်ကြီးသေသွားတော့ကိုယ်စင်တော့ကတတိတန်ဝေကယူပြီးတော့သင်္ကန်းစာယူပြီးတော့ ငါတို့တဲ့တဏှိချင်ဧကံမောချတည်ရမေဖခင်ကြီးတည်တော်ငါတို့တဲ့တဏှိချင်ဧကံမောချတည်ရမေတည်ရမေဆိုတဲ့သဘောတရားကိုအမြဲတမ်းလဲစေခြင်းသုံးသပ်ရမယ်တဏှိချင်ငါတို့ဧကံမောချတည်ရမေဖခင်ကြီးလမ်းစဉ်ကိုငါတို့လိုက်ရမေအဲ့ဒီတည်ခြင်းသဘောတရားတွေကိုအမြဲတမ်းစေခြင်းသုံးသပ်ပြီးတော့ဖခင်ကြီးကဲ့သို့မအိုခင်မနာခင်မှာကုသိုလ်ကောင်းမှုတွေလဲကြိုးစားပြုဖို့လဲဒါလဲအရေးကြီးတယ် ကိုယ်တော်ကောင်းမှုပြုတယ်ဆိုတာဥစ္စံတော်အရွယ်အသက်ဒီပိုင်းခြားတာလို့မရဘူးဘယ်အရွယ်မဆိုအတိတ်ရားရှိတဲ့အချိန်ကစပြီးတော့ကိုယ်တော်ကောင်းမှုတွေကိုစူးစမ်းပြုရမယ်ဘာကြောင့်လဲဆိုတော့ဥစ္စံတော်ကိုယ်တော်ကောင်းတို့ရဲ့အရွယ်သည်ဘယ်အရွယ်မှာသိမလဲဆိုတာဘဒူတူတယောက်မှမသိရောက်သိမင်းနဲ့စာချုပ်ချုပ်တာဒါလည်းမရှိဘူးအသက်50ပြည့်မှသိမယ်အသက်60ပြည့်မှသိမယ်အသက်90ပြည့်မှသိမယ်အသက်80ပြည့်မှသိမယ် ဘသူမှလည်းမသိဘူးဘသူမှလည်းမပြောနိုင်ဘူးဘယ်ဘယ်ရင်ဆရာမှလည်းမဟောနိုင်ဘူးအဲ့ဒီအတွက်ကြောင့်ဦးဇနတော်ကောင်းများမအိုခင်မနာခင်မသိခင်လေးမှာတတ်ဆွမ်းသမျှမြည်တိအရွယ်မှာ ဖြစ်စေကုသိုလ်ကောင်းမှုတွေကြိုးစားပြုရမှာတစ်ဖက်ကလောကီစီးပွားရေးလုပ်ငန်းတွေကိုလုပ်နေရင်းနဲ့တစ်ဖက်ကတန်တရာအတွက်လည်းကုသိုလ်ရိက္ခာတွေကို စုရမှာ ဘာကြောင့်လဲဆိုတော့ဦးဇင်းတို့ရဲ့အိုခြင်းနာခြင်းပေခြင်းသဘောတရားကိုအာမတ်ကံချက်ဆိုတာမရှိဘူးဒီနေ့အသက်ရှင်နေဒီနေ့ကုသိုလ်ရအောင်ကြိုးစားရမယ်နှစ်ဖက်က အသက်ရှိသေးရင်လည်းနှစ်ဖက်က ကုသိုလ်ရအောင်ကြိုးစားရမယ်နေ့တိုင်းနေ့တိုင်းကုသိုလ်ရနိုင်တဲ့လုပ်ငန်းကုသိုလ်ရနိုင်တဲ့စိတ်ကုသိုလ်ရနိုင်တဲ့စိတ်ကောင်းတွေမွေးပြီးတော့သတ်စွမ်းသမျှဒါနသီလသမထဝိပဿနာကုသိုလ်ကောင်းမှုတွေကိုလည်းကြိုးစားပြီးတော့ပြုရတယ် ဘာကြောင့်လဲဆိုတော့တနေကြရင်ငါတို့လည်းဤကံမုတ်ချတည်ရမယ်အဲ့ဒီတတိတံဝေကတရားကြီးပွားပြီးတော့မိုးခင်မနာခင်မတိခင်မှာသာသာသနာတော်ကြီးနဲ့စုံတုံးသာသနာတော်ကြီးနဲ့ဂျုံတုံးမိမိတို့ရဲ့သန္တမလည်းသူတော်ကောင်းတရားကြီးထွန်ခါနေတုံးသူတော်ကောင်းတရားကိုလက်တွေ့ကျင့်သုံးနေတဲ့သာကောင်းတမိမြတ်များဖြစ်နေတုံးကုသိုလ်ကောင်းမှုတွေကိုစူးစမ်းရှာဖို့ကလည်းအရေးကြီးပါတယ်ဖခင်ကြီးကဲတော့ တနေ့ကျရင်ဧကံမုတ်ချတည်ရမယ်မသေးခင်မှာစ조사ပြီးတော့ကုသိုလ်တရားတွေကိုငါတို့조사ပြုမယ်ဆိုတဲ့လုပ်ငန်းစဉ်တစ်ခုကိုလည်းဒါ조사ပြီးတော့ဆောင်ရွက်ရတယ်။တရားမို့ယနေ့ယခုကွယ်လွန်သွားလိမ့်ပြီးတော့မိမိတို့ရဲ့အနန္တဂိုင်းဝင်ဂျေဇုရှင်ဖခင်ကြီးပို့ချုပ်ကြောစွာခိုင်းမိမိတို့ဘာမှကြီးမားတဲ့ဂျေဇုတရားကိုနားလည်ပြီးတော့အဲ့ဒီဂျေဇုတရားကိုဆက်တော်အပြည့် ဒီသာသနာတက္ကသိုလ်ကြီးကိုလာရောက်ပြီးတော့နှစ်တန်းနှစ်တန်းကိုတို့ကောင်းမှုတွေပြုနေကြတာယနေ့ဆိုရင်ဒါဆန္ဒနှင်းမြောက်ဖြစ်သွားပြီးနှစ်တန်းနှစ်တန်းပြုလုံးအားထုတ်နေတဲ့ကိုတို့ကောင်းမှုတွေကိုဖာခင်ကြီးရောက်ရဘဝဘုံဌာနကတိပါစေမြင်ပါစေတာတို့ဥမ္မောဒနာခေါ်ဆိုနိုင်ပါစေတာတို့ဥမ္မောဒနာခေါ်ဆိုနိုင်ခြင်းကြောင့် ဆင်းရဲကင်းကွာ အလိုရှိအပ်တောင်းတအပ်တော်ချမ်းသာအဖျားပြားကိုခံစားဆန်းစားနိုင်ပါစေကုသိုလ်ကောင်းမှုပြည့်လုံကြသောဘုရားတပည့်တော်တို့မိသားစုလည်းပဲအိုခြင်းဒုက္ခနာခြင်းဒုက္ခပေခြင်းဒုက္ခအပေါင်းတို့ဤငြိမ်းဤရဖြစ်သောနိဗ္ဗာန်သို့ရောက်ရပါလိုဤနိဗ္ဗာန်သို့ရောက်ရာရောက်ကြောင်းအာကောင်သောအထောက်ပံ့တွေဖြစ်ကြပါစေလို့ဆုတောင်းပြီးတော့ရေဆက်သွန်းချ အများပေးဝေချရအောင်။ကိုင်အလုံးလိုက်ဆိုလိုက်အရှင်မြတ်တို့ဖရာတပြေတော်များသည်အိုနာသိရင်ရှုပ်ထွေးလာစွာအေတံတရာမှလိမြန်စွာလွတ်မြောက်ပါရခြင်းကောင်းကျိုးချမ်းသာချက်တည်မင်္ဂလာ အပြာပြာတို့နေတနေ့တခြားတို့ဘွာပြည်စုံပါစေခြင်းအကျိုးငါတပြည့်တော်များသည်ခြေစူးတရားကိုတိတိအားလျော်စွာ၎င်းခြေစူးကိုတဖန်ပြန်ဆက်လိုသောတာကောင်းသမီးမြတ်ဖြစ်ကြကုန်၍ လွန်ခဲ့သောဆန္ဒနေခံကကွယ်လွန်သွားလိမ့်ပြီးသောတပြည့်တော်တို့ဤအနန္တဂိုင်းဝင်ဂျေဇုရှင်ဖခင်ကြီးဘုချုပ်ကျော်စွာခိုင်ဤချမ်းသာရာချမ်းသာကြောင်းအာကောင်းသောအထောက်အပံ့ဖြစ်ပါစေခြင်း အကျိုးငါနိုင်ငံတော်ပရိယတ္တိသာသနာတက္ကသိုလ်သို့လာရောက်ကြ၍ဖရာအမှုရှိသောဆရာတော်တန်ဃာတော်အရှင်မြတ်တို့အားမွန်မွန်မြတ်မြတ်ချက်ပြုံလှူဒန်းအပ်သောစွမ်းခဲပွဲပေါ်စီ ချိုးချင်းအရသာအဖျားဖျားတို့နှင့်တကားပင့်တန်ကားတော်အရှင်မြတ်တို့အားသင်္ကန်းအစရှိသောပစ္စည်းဝတ္ထုအဆုစုတို့ကိုလှူဒန်းရသောဒါနကုသိုလ်စောင့်တည်ရသောသီလကုသိုလ်ပရိတ်တရား နာယူရသောဟောကြားရသောဘာဝနာကုသိုလ်ဤသို့ပေါင်းအပ်မြတ်မြတ်သောကုသိုလ်ကံစေတနာပြီးကွယ်လွန်သွားလိမ့်ပြီးသောဖာခင်ကြီးဘုကြောကျော်စွာခိုင်း၏ချမ်းသာရာချမ်းသာကြောင်း ငိမ့်ချမ်းရန်ငိမ့်ချမ်းကြောင်အာကောင်းသောအထောက်အပံ့ဖြစ်ပါစေကုသိုလ်ကောင်းမှု ပြုလုပ်ကြသောတပည့်တော်များလည်းပင်အိုချင်းဒုက္ခနာချင်းဒုက္ခသိချင်းဒုက္ခတို့၏ငြိမ်းအီးရာအမှန် မြတ်နိဗ္ဗာန်သို့ရောက်ရာရောက်ကြောင်းအာကောင်သောအထောက်အပံ့ဖြစ်ပါစေသာအရှင်မြတ်တို့ဖရာယနေ့ယခုဖရာတပည့်တော်တို့မိသားစု ပြုလုံးအားထုတ်ရသောကုသိုလ်ကောင်းမှုအဖို့ဘာကားတို့ကို အထူးအားဖြင့်တပြည့်တော်တို့ဤအနန္တဂိုင်းဝင်ဂျေဇုရှင်ဖာခင်ကြီးပူဇော်ကြော်စွာခိုင်အားအမြအမြပေးဝေပါ၏အမြအမြပေးဝေပါ၏အမြအမြပေးဝေပါ၏ ဘုမတပါယခုဘဝရှိရှိဘဝတောစကြသောမိဘဘိုးဘွားဆရာသမားတို့အားအစထား၍ရေမြေတနင်းပြည့်ရှင်မင်းငရဲတနင်းယမမင်းနတ်တော်တနင်း တကြာမင်းကိုဆောင်နံဣတက္ကတောဆောင်နံကပ္ပအေးစီတီတော်ဆောင်နံကပ္ပအေးကုန်းပြေဆောင်နံမျိုးဆောင်နံနိုင်ငံဆောင်နံကပ္ပဆောင်နံသာသနာတော်ဆောင်နံအပါအဝင်း 32ပုံကျင်လည်ကုန်သောဝိနည်းဒုခိတာဒုခိတာတတဝအပေါင်းတို့အံအမြအမြပေးဝေပါ၏အာလုံးသောလူနတ်မြတ်မတတဝအနန္တမန္တမြတ်တို့သည် ဖရာတပြည့်တော်တို့နေညီတို့ညီမြအမြရာကြ၍ကိုစိတ်နှဖျားကျမ်းမာကြသည်ကိုစိတ်နှဖျားချမ်းသာကြသည်ကိုစိတ်နှဖျားဝမ်းသာကြသည်ဖြစ်ကြပါစေတော့ အာလုံးကြာကြာသမျာ အမျာအမျာအမျာယူတော်မူကြပါကုန်လောတာတုတာတုတာတုအာလုံးကြာကြာသမျာအမျာအမျာအမျာယူတော်မူကြပါကုန်လောတာတု တာတုတာတုအာလုံးကြကြသမြအမြအမြအမြယူတော်မူကြပါကုန်လောတာတုတာတုတာတုပါဗျာ